မင်္ဂလာပါရှင်ကျမတို့ရပီကောတင်ဌာနကနေជួសសុបាရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ဇလင်းမျိုးနယ်ပအဖကအထုအယောင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကိုဖမ်းဆီးတရားစွဲဆိုထားတဲ့သတင်းဖြစ်ပါရှင်မကွေတိုင်းဇလင်းမျိုးနယ်မှာစစ်တပ်ရဲ့အထုအယောင်ရွေးကောက်ပွဲအတွက်ပါဝင်ဆောင်ရွက်နေတဲ့မျိုးနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကိုဖမ်းဆီးပြီးတရားစွဲဆိုထားတယ်လို့ဇလင်းပအဖတာဝန်ရှိသူကခုလိုပြောလာပါတယ်ရွေးကောက်ပွဲအတွက်စကားစားဘက်ကပြင်ဆင်ထားတာတွေကော်မတီအဖွဲ့ဝင်စည်းရင်းတွေသူစီကနေတည်ရတယ် မိတာကကျွန်တော်တို့စိုးမိုးတဲ့လမ်းပိုင်းအဆက်မှာဖမ်းမိတာပါလို့ပြောထားပါဗျ။မြို့သားညညရေးအစိုးရ NUG ကအစိုးရဖမ်းဆီးမှုနဲ့ပတ်သက်ပြီးမနေ့ကအတည်ပြုထုတ်ပြန်ထားပါဗျ။ NUG အစိုးရကယခုနှစ်ဩဂတ်လ24ရက်နေ့မှာစစ်တပ်ကကျင်းပမဲ့အထူးအရောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သဘောထားနဲ့ယက်တီချက်ကိုထုတ်ပြန်ပြီးနောက် ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကနိုဝင်ဘာလ6ရက်နေ့မှာစစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲအတွက်အတင်းအကျပ်မဲပေးစေခိုင်းသူကိုတိုင်ကြားနိုင်ကြောင်းထုတ်ပြန်ထားပါသေးတယ်။ UNG အစိုးရရဲ့ထုတ်ပြန်ချက်အရဖမ်းဆီးရမိတဲ့မျိုးနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တရခမ်းတက်ဝေကတရားလွှတ်တော်ရှိနေတဲ့အုပ်ဖြစ်ပြီးစစ်တပ်ရဲ့ရွေးကောက်ပွဲမှာဥဆောင်နေတဲ့အတွက်စလင်းမျိုးနယ်တရားရေးအဖွဲ့ကတရားရေးလှုံ့ထုံလုံနေအတိုင်းဆောင်ရွက်နေတယ်လို့သိရှိရပါတယ်ရှင်။အဆိုပါဖမ်းဆီးရမိတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကိုတက်ဝေကို ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့မှာမင်းမှုခရိုင်အမှတ်1တရင်ကဖမ်းဆီးရမိခဲ့တာလို့လည်းသိရပါဗျာရှင်။